ျွန်တော်တို့ကသာပေါ့နော်ဒီလိုမျိုးမိခွန်းနေလာမင်းနေတာအများကြီးရှိတာကိုတခုချင်းစီသာ reply မပြန်နိုင်တာပေါ့နော်ရေးသမျှ comment တိုင်းကိုတော့ဖတ်ပြပါတယ်ဆိုလိုချင်တာကခင်ဗျားရဲ့ comment လေးလို့တော့ခင်ဗျားကိုပြစ်မထားဘူးဖတ်ဆောင်ကျန်းနေတဲ့ gaming laptop တွေကိုခင်ဗျားတို့လောင်းနေလောက်ပြီလို့ထင်တယ်ဆောက်ဝမ်းသာစရာပဲအဲ့လိုလူတွေအတွက် quality ဖြစ်စေမဲ့ laptop တစ်လုံးကျွန်တော်တို့စီကိုရောက်ထားတယ်ပြဒီကောင်ကြီးကိုကြီးလိုက်တာနဲ့ဘယ်လိုပြောရမလဲဟို aura တွေကိုရှင်ကိုဝါတွေတောက်ပနေတဲ့ကောင်ကြီးလိုပဲ refresh rate ဆိုလို့ရှိရင်လည်းဒီကောင်240 hertz အထိရမယ်ဆိုတော့ competitive shooter game တမားတွေအကြိုက်ပဲပေါ့နော်ဆိုတော့ port selection တွေပေါ့နော်စုံရလားလို့မေးလိုက်ရင်စုံတယ်ကောင်းရင်ဒီကောင် gaming တွေရော creator တွေရောရည်ရွယ်ထားတာဆိုတော့လိုအပ်မယ်ထင်သမျှအပေါအကုန်ပါတယ်အားလုံးစိတ်ဝင်စားမဲ့ performance ပိုင်းကောင်ဘယ်လိုရှိမလဲတခွန်းနဲ့ပြောရရင်ဒီကောင်ကကာယရောညာနာရောနဲ့ပြည့်စုံတဲ့ကောင်လို့ပြောရမယ်ကျွန်တော်တို့ဒီ laptop ကို game တော်များများတေချာစမ်းကြောကြည့်ထားတယ်ပေါ့နော်သိရတဲ့အတိုင်းပဲ RTX 5080ဆိုတာ laptop လုံးတွေထွက်ထားတဲ့ latest and greatest ထဲက GPU တခုကိုဆိုတော့ လက်ရှိဘာဂိမ်းလာလား AACC ဆော့နိုင်မယ်ဆိုတော့တော့ကျွန်တော်မပြောလည်းသိမှာပါပေါ့နော်ခင်ဗျားကောင်ကြီးကဒီလောက်ထိ performance ကောင်းနေတာပေါ့နော်မပူလားဆိုတဲ့မေးခွန်းမေးစရာရှိတယ်အပူလားတော့တေးကြတယ်ပူတာပေါ့ဒီကောင်လည်းပူတာပဲတခုရှိတာဒီ laptop ရဲ့ cooling mind ကတော့တော်တော်လေးအလုပ်ဖြစ်တဲ့ထဲမှာပါတယ်ဆိုတော့ဒီ laptop ကိုဘယ်သူတွေဝယ်သင့်လဲရှင်းပါတယ်ခင်ဗျားတို့ကဘာလို့မှနောက်ဆက်မတင်မင်းနဲ့ကိုလို့ရှင်တဲ့ကိစ္စကိုအကုန်လုံးစိတ်သွမ်းနေကိုပါဖြစ်ချင်တယ်ဆိုရင်တော့ရွေးတင်တယ်